တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အလုံးမဲ့မင်္ဂလာပါကျမဒေါက်တာလှထုံပါဒီနေ့မှာတော့တယ်လီကျမ်းမာပရိသတ်တွေကိုအယိုးကြီးပေါင်းတက်ချင်းကြောင်းကို ပြောပြပေးခြင်းပါတယ်ကြီးပေါင်းဆိုတာကယောဂါတခုဆိုတာထက် အသက်အရွယ်အလိုက်ကြောရိုးစစ်တွေမှာပြောင်းလဲပြည့်စည်လာတဲ့အခြေအနေတခုဖြစ်ပါတယ်အသက်ကြီးလာတဲ့အမျှ ကျောရွစ်တွေကပွတ်တိုက်မှုတန်းတွေခံခဲ့ရပြီးအစ်စ်တွေကြားကအယိုးပြားတွေမှာအရေတက်ခန်းချောက်ပြီးကြုံသွားကြပါတယ်ဒီလိုကြုံသွားတဲ့အခါကျောရွစ်တွေတစ်ခုနဲ့တစ်ခုပွတ်တိုက်မှုလည်းပုံများလာပါတယ်နောက်တစ်ခါဒီအစ်စ်တွေကြားအယိုးပြားတွေလည်းကျွန်ထွက်နိုင်ပါသေးတယ်၆တွေ့သွားတဲ့အယိုးပြားရဲ့အပြင်ဘက်မှာအကွဲရည်ဖြစ်လာပြီးပိုပြီးတော့နူးညံ့တဲ့အတွင်းပိုင်းကို အပြင်ဘက်ကညှစ်ထုတ်လိုက်သလိုဖြစ်ပြီးအရိုးပြားတွေကျွန်လာပါဒီလိုကျွန်ထွက်တဲ့အခါဘေးမှာရှိတဲ့အာယုံကြောတွေကိုသွားပြီးတော့အရိုးတွေနဲ့ထိုးမိနိုင်ပါတယ်ဒီလိုမျိုးကြောရိုးစစ်ကိုထောက်ကန်ပေးထားတဲ့အရိုးပြားတွေနဲ့အစစ်တွေပျက်စီးသွားတဲ့အခါမှာတော့ကြောရိုးမာကြီးကိုထောက်ပံ့ပေးဖို့အတွက်ခန္ဓာကိုယ်ကအရိုးအတက်အသစ်တွေလည်းထက်ထွက်လာပါတယ်ဒီအရိုးအတက်တွေကလည်းကြောရိုးမာကြီးအပြင် အာယုံကြောတွေကိုပါပွတ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်ပေါ်တာကိုကြီးပေါင်းတက်တယ်လို့ခေါ်တာဖြစ်ပါတယ်။အယိုးကြီးပေါင်းတက်ခြင်းအထူးသဖြင့်ပေါ့နော်။လေဘင်းကြီးပေါင်းကအာယုံကြောတွေကိုထိခိုက်နိုင်တဲ့အတွက်အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အသက်30အရွယ်ကစပြီးအယိုးကြီးပေါင်းဖြစ်နိုင်ပါတယ်။အသက်60နဲ့အထက် လူတရာမှာဆိုရင်85ယောက်ကကြီးပေါင်းဖြစ်ပေါ်လေးရှိပါတယ်။ ဒါဆိုလယ်ဘင်းကြီးပောင်းရဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲပေါ့နော်အဲလူတော်တော်များများမှာတော့ဘာလက္ခဏာမှခန်းစားရလိမ့်မရှိဘူးတဲ့ဒါပေမဲ့တကယ်လို့ခန်းစားရလာပြီဆိုရင်တော့အဖြစ်များတဲ့လယ်ဘင်းကြီးပောင်းလက္ခဏာတွေကတော့လယ်ဘင်းနဲ့ပခုံးနေရာနာတာလယ်ဘင်းဇက်ပေါ့နော်ဇက်တောင်နေတာဇက်ကြောတက်တာလယ်ဘင်းမှာစမ်းကြည့်လိုက်ရင်အနောက်မှာပေါ့နော်အဖုအလော်ကြီးထွက်နေတာပေါ့ အယိုးအဖူးထနေတာတွေ့ရမယ်။လေဘင်းကိုလှုပ်ရှားတဲ့အခါကြိတ်ချေတယ်လို့မျိုးအတန်နေထွက်တာ။ခေါင်းမိုးတာခေါင်းကိုက်တာ။နောက်ကြီးပေါင်းကအာယုံကျောကိုဖိမိပြီဆိုရင်လက်မောင်းလက်နဲ့ခြေောက်တွေမှာကျင်တယ်လို့ခံစားရတာထုံနေတာခြေလက်တွေလှုပ်ရှားရခက်ခဲတာစတာတွေဖြစ်နိုင်ပါတယ်။လေဘင်းကြီးပေါင်းကြောင့်လေဘင်းရိုးအတွင်းမှာရှိတဲ့အာယုံကျောမကြီးနဲ့ အရန်အာယုံကြောတွေကိုထိခိုက်လာရင်တော့လမ်းလျှောက်တဲ့အခါဟန်ချက်မညီတော့ပဲနဲ့လမ်းလျှောက်ရခက်ခဲတာစီမထိနိုင်တာစတဲ့လက္ခဏာတွေပါခံစားနိုင်ပါတယ်အဆိုးဆုံးကတော့အောက်ပိုင်းအကျောတရားမျိုးထိဖြစ်နိုင်ပါတယ်ဒါဆိုလေပင်ကြီးပေါင်းဘာကြောင့်ဖြစ်ရတာလဲဘယ်ယာတွေကလေပင်ကြီးပေါင်းဖြစ်တာကိုအားပေးလဲဆိုတော့ပြောပြပေးပါမယ်နော်အပေါ်မှာပြောပြခဲ့သလိုအတိတ်ကတော့အသက်အရွယ်ကြောင့် ကြောရွတ်စစ်တွေပျက်စီးပြောင်းလဲလာတာဖြစ်ပါတယ်။အသက်30အရွယ်အားစပြီးတော့အရိုးကြီးပေါင်းဖြစ်နိုင်နေပေါ့နော်။အဲ့လိုပဲအသက်ကြီးလာတဲ့အမြအရွတ်တွေတောင့်တင်းလာတာကလည်းကြီးပေါင်းဖြစ်နိုင်ခြင်းကိုပုံများစေနိုင်ပါတယ်။ဒါပြင် လေဘင်းကိုခဏခဏလှုပ်ရှားရတာတွေအလုပ်လုပ်တဲ့အခါစကြည့်တဲ့အခါတွေမှာလေဘင်းအနေထားမမှန်တာတွေနောက်လေဘင်းမှာတံရရဖို့တာ ို့တွေကလည်းလေပင်ကြီးပါမြို့လိုက်တာမျိုးရှိရပါတော့နော်။နောက်ဆစ်လေးတောက်တာစတာတွေကလည်းလေပင်ကြီးပောင်းဖြစ်ခြင်းကိုအားပေးစေတဲ့အချက်တွေဖြစ်ပါတယ်။လေပင်ကြီးပောင်းရဲ့ကြောက်စရာအကောင်းဆုံးအန္တရာယ်ကတော့အယိုးတွင်းမှာရှိတဲ့အာယုံကြောမာကြီးကိုအယိုးအတက်တွေကဖိမိတဲ့အခါအာယုံကြောထိခိုက်တာပဲဖြစ်ပါတယ်။အချိန်မီမကုတရင်အန္တရာယ်များပါတယ်။အာယုံကြောတွေတည်သွားတဲ့အတွက် ခြေလက်လှုပ်ရှားမှုခက်ခဲပြီး လမ်းမလျှောက်နိုင်တော့တဲ့အထိဖြစ်တတ်ပါတယ်။ခန္ဓာကိုယ်တစ်ချမ်းနဲ့မကပဲနဲ့ခြေနှစ်ဖက်လုံးလက်နှစ်ဖက်လုံးအထိအောက်ပိုင်းတည်သွားတတ်ပါတယ်။ပြန်ကောင်းဖို့လဲအလွန်ခဲရင်ပါတယ်။ဒါကြောင့်အများစုမှာကြီးပေါင်းလက္ခဏာပြလိမရှိဘူးဆိုပေမဲ့လယ်ပင်ကြီးပေါင်းကိုတော့မပေါ်ဆစေလိုပါဘူး။ဇက်တောင်နာလယ်ပင်နဲ့ပခုံးတစ်ဝိုက်နာရာလောက်ပဲဆိုပြီးမပေါ်ဆတတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ပုံမှန်ပြပြခဲ့သလို အယုံကြောတွေကိုပါထိခိုက်နိုင်တာဖြစ်တဲ့အတွက်မကုသခဲ့ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့အယုံကြောဆိုင်ရာယောဂ၏အထိဖြစ်နိုင်ပါတယ်။ဒါကြောင့်ပြောပြခဲ့တဲ့လက္ခဏာတွေခန်းစားနေရပြီဆိုရင် မပေါ်ဆပဲတက်ကြွနားလေတဲ့ဆရာဝန်တွေနဲ့စနစ်တကျတိုင်ပင်ဆွေးနွေးတင်ပါတယ်။အဲလေပင်ကြီးပောင်းဖြစ်တာကိုဘယ်လိုလျှော့ချရမလဲပေါ့နော်။ပုံမှန်ဆိုရင်တော့အဲခန္ဓာကိုယ်လှုပ်ရှားမှုပုံမှန်လုပ်မယ်။ ။နောက်ထိုင်တဲ့အခါမှာလည်းမှန်ကန်တဲ့ကိုဟန်အနေထားနဲ့ထိုင်မယ်။နောက်လက်ချင်ကနေလှုပ်တဲ့အခါမှာလည်းမှန်ကန်တဲ့ကရိယာတွေမှန်ကန်တဲ့နိလက်အနေနဲ့သာလက်ချင်ကလှုပ်မယ်။နောက်လယ်ဘင်းကိုထိခိုက်ဒဏ်ရာရစေတဲ့အပြုတ်မှုမျိုးတွေကိုရှောင်ကျဉ်မယ်ပေါ့နော်။ဒီလိုအချက်တွေနဲ့လယ်ဘင်းကြီးပောင်းဖြစ်တာကိုရှင်းချနိုင်ပါတယ်။ဒါဆိုကိုရီပေါ့နော်အလွယ်တကူပြုတ်လုပ်နိုင်တဲ့လက်ချင်ကလေးတွေကိုပြပြပေးအောင်မယ်နော်။ကဲ ထိုင်ကုန်တလုံးမှာထိုင်ပြီးတော့အနေတော်လောက်ပေါ့နော်ခက်မက်မက်အနေထားလေးမှာထိုင်ပါလေဘင်းကိုမမတ်ထားရပြီမေးစီကိုအောက်ကိုတက်နိုင်တယ်လို့ငုံပါလေဘင်းမှာလိုက်ငုံစရာမလိုပါဘူးအလိုမေးစီကိုငုံပြီးတော့စကန်ပိုင်းလောက်ငုံထားပြီးရင်ပြန်မက်ကြည့်ပါဒါကတနည်းပေါ့နော်နောက်တနည်းကတော့မတ်တက်အနေထားပဲဖြစ်ဖြစ်ထိုင်ပြီးတော့ပဲဖြစ်ဖြစ်ခေါင်းကိုဘယ်ဘက်တလှည့် ညာဘက်တစ်လက်စောင်းပေးပါဖြည်းဖြည်းစီပေါ့နော်အဲ့လိုမျိုး၃ချိန်ခန့်စီ ပြုတ်လုပ်ပေးပါကဲတယ်လီကျမ်းမှာပြည့်သက်ကြီးတို့လည်းဒီနီးလန်းလေးတွေကိုမှတ်သားလိုက်နိုင်လေဘင်းကြီးပောင်းကိုတက်နိုင်တဲ့လောက်ကာဝဲချဖို့တိုက်တွန်းလိုက်ပါရနော် ဟုတ်ကဲ့ပါကျမဒေါက်တာလှထုံမှာကျမတို့ရဲ့တယ်လီကျမ်းမှာမှာလည်းဆရာဝန်တွေနဲ့ပိတ်ရက်မရှိ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်မြန်မာပြည်သူပြည်သားများအားလုံး စိတ်ရောကိုယ်ပါကျန်းမာပြီးစစ်အာဏာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေ။အရေးတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ကျွန်တော်ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုဆင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။